အပတ်စဉ်ခြားသာပရိနေတိုင်းတင်ဆက်နေကြ။ရဟမင်းကြီးအမှားစကားကဏ္ဍမှာဒီတစ်ပတ်မှာတော့စာနာရိုင်းပင်တတ်ခြင်းဟာ လူသားဆံမှုဖြစ်တယ်။ဘာသာတရားကသင်ပေးမှတည်ရတဲ့အရာမဟုတ်ဆိုတဲ့ကောင်းစဉ်လေးနဲ့အပတ်စဉ်ဗုဒ္ဓနေ့တိုင်းလူမှုတွေ့ဆုံခြင်းမှာရဟမင်းကြီးလီယို14ပါးမြောက်ကကောင်းသောဆမာရိတန်ပုံဥမာကိုခြေခံပြီးကျွန်တော်တို့ရဲ့အလौရှုပ်ခြင်း ီရာဟာတပါးသူပေါ်မှာကူညီရိုင်းပင်တတ်ခြင်းစိတ်ကိုအဟံတားမဖြစ်စေဖို့မွေချခဲ့ပါတယ်။တပါးသူကိုကူညီရိုင်းပင်လို့စိတ်ဆိုတာဟာ လူသားဆံမှုဖြစ်တယ်။ဘာသာတရားက သင်ပေးမှတည်ရတဲ့အရာမဟုတ်။ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ်လူဖြစ်နေခြင်းကိုကလူသားချင်းချင်းပေါ်မှာတနာညာတာစိတ်ဂယုနာစိတ်ထားရှိရမှာဖြစ်တယ်။ယဟန်နဲ့လေဝိလူကဲ့သို့ကိုယ်အိမ်ကိုအမြန်ရောက်ဖို့ ကိုခီးကိုသာအာယုံထားပြီးမိမိလမ်းခီးတလျှောက်မှာဒုက္ခရောက်နေသူကို မကူညီခဲ့ဘူးဒီလိုပါပဲလောကခီးလမ်းမှာ ကိုခီးလမ်းကိုသာဦးစားပေးလျှောက်လှမ်းနေသူတွေဟာတပားသူအတွက်ရန်တန့်ကူညီပေးလို့စိတ်မရှိကြဘူးဒါပေမဲ့ပုံဥပမာထဲမှာရှေးယိုးအစင်လာရညင်းပယ်ခြင်းခံထားရသူဆာမာရိတန်တဦးသာဒုက္ခရောက်နေသူကိုရတ္တကူညီပေးခဲ့တယ် ဒီသမရိတန်ကသူ့ကို ဘာသာတရားကသင်ကြားထားလို့ဘာသာတရားကြောင့်လူအပ်လို့ဒုက္ခရောက်နေသူကိုကူညီပေးခဲ့တာမဟုတ်ဘူး။သူလိုလူသားတယောက် သူ့ရှေ့မှာဒုက္ခရောက်နေတာကိုမြင်လို့ကူညီပေးခဲ့ခြင်းသာဖြစ်တယ်။တပါးသူကိုကူညီရိုင်းပင်းခြင်း ဆိုတာလက်တွေ့လှုပ်ဆောင်ရခြင်းဖြစ်တယ်။တပါးသူကိုကူညီရိုင်းပင်းမှုမိမိကိုယ်ကိုပြင်ဆင်ရတယ်။အခမ်းမသင့်တဲ့ညစ်ပတ်ပေးခြင်းနဲ့ စွန့်စားမှုတွေကိုပါလက်ခံလှုပ်ဆောင်ရတယ်။ဒုက္ခရောက်သူကို ကိုယ်တိုင်ကိုကြကူညီခဲ့သောဆာမရိတန်ကတပါးသူကိုစာနာကူညီခြင်းရဲ့ပုံဥပမာကို လက်တွေ့ပြသခြင်းဖြစ်တယ်။တပါးသူရဲ့ဒုက္ခဝေနာကို စာနာကူညီခြင်းနဲ့ဆိုရင်တပါးသူရဲ့ဒုက္ခဝင်တုံးနဲ့နာကျင်ခြင်းဝေနာကို ဝေမျှခံစားတတ်ရမယ်။ ငါတို့ကိုယ်၌ကဒုက္ခရောက်နေတဲ့လူနေရာကို ရောက်မှသာစစ်မှန်တဲ့ကိုကြီးရိုင်းပင်ချင်းရဲ့ခံစားချက်ကို နားလည်လာလိမ့်မယ်လို့ပုရံမင်းကြီးလေးဦး၁၄ပါးမြောက်ကဘုရူနေတိုင်းလူတို့နဲ့တွေ့ဆုံခြင်းမှာမွေ့ချခဲ့ပါသည်။